ရဘူရမိုင်40ရွာမှာလင်မယားချင်းမပေါင်းတော့ဘူးဆိုပြီးဦးစကားများရံဖြစ်တဲ့အချိန်မှာသူ့အမေအိမ်ကိုပြန်တယ်အနားမှာရှိတဲ့ဓမနဲ့ခုတ်တာဒီဇက်ဘိုးပေါ့နော်ဒီဇက်ဘိုးကိုငါ့ကိုအကွင်းလိုက်ကြီးလီးထားတယ်လို့ကြီးလက်မောင်းဆိုလည်းဟိုအယိုးထဲတီးခုတ်ထားတယ်လက်ကောက်ဝက်ကိုလည်းခုတ်ထားတယ်မအေးကကြတော့ဝင်ဆွဲတော့အခါကျတော့မအေးကိုလက်ထိပ်မအေးက၄ချက်ချုပ်လိုက်ရတယ်အလုံးမင်္ဂလာပါရှင်မွေး YouTube channel လေးကကြိုဆိုလိုက်ပါတယ်မတီနေ disappear ခြင်းတဲ့တတိလီကတော့အမရဘူရမှာဖြစ်သွားတဲ့မယားဖြစ်သူကိုဓမနဲ့မတင်မချင်းခုတ်တတ်တယ်ဆိုတဲ့တတိလီရဲ့ဒီချစ်သူလူအတူနေပြီးခါမှ iPhone 16လို့ င်လို့အမျိုးသားဘက်ကနေပြီးဝင်ညှချင်းချောက်တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဗီဒီယိုရမှာဆိုလို့ရှိရင်တော့အပြည့်စုံပတ်ပါတယ်။ကြည်တဲ့မြို့တွေလက်ပူတရာတင်ငန်းဆိုင်ရအောင်လို့ပြန်လဲမြှောက်လဲချင်းမဖြစ်ပါတဲ့။မိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်။၁၇ရက်နေ့ကအမရပူရမိုင်40ရွာမှာလင်မယားချင်းဓာတ်ကုန်းမှုဖြစ်တဲ့ဒီလင်မယားကခလေး၃ယောက်လဲရနေပြီ။အဲအကြီးဆုံးသမီးဆို22နှစ်တောင်ရှိနေပြီ။ ဒီအမျိုးသမီးကလေအမြဲတမ်းလိုလိုအိမ်တွင်းချက်ဖက်ခံနေရတယ်အိမ်တွင်းချက်ဖက်ခံနေရတယ်အမြဲတမ်းလိုလိုရံပြစ်စကားများနဲ့ရိုက်နှက်နေတယ်ပေါ့နော်အဲ့တော့ဒီတန်းကို तू ကမခံနိုင်တော့မခံနိုင်တော့မပေါင်းတော့ဘူးဆိုပြီးဦးစကားများရံပြစ်တဲ့အချိန်မှာ तू အမေအိမ်ကိုပြန်တယ်ပြန်တော့ဒီလူကအာ तू ကမကွာပေးနိုင်လိုက်ခေါ်တယ် ခိုက်ခေါ်ပြီးတော့အဲ့တော့ဒီအမျိုးသမီးကလည်းကဲနောက်ဆုံးမကွာပေးတော့လဲပြန်လိုက်ခဲ့ဟိုပြန်လိုက်ခဲ့မယ်အမေနေကောင်းရင်ပြန်လိုက်ခဲ့မယ်အကိုရဲဆိုပြီးပြောတာကိုလုံးဝလက်မခံမကျေနပ်ဖ ೇನೆ အနာမှာရှိတဲ့ဓမ္မနဲ့ခုတ်တာဒီဇဘိုးပေါ့နော်ဒီဇဘိုးကိုတစ်ချက် ခုတ်တာမှလေငါ့ကိုအကွင်းလိုက်ကြီးလီးထားသလိုကြီးသလားတော်တော်ကြီးကိုခုတ်ထားတာပြီးတော့လက်မောင်းဆိုလည်းဟိုအယိုးတဲ့ဒီခုတ်ထားတယ်လက်ကောက်ဝစ်ကိုလည်းခုတ်ထားတယ်ဒီမအေးကကြတော့ဝင်ဆွဲတော့အခါကျတော့မအေးကိုလည်းထိမအေးကလေးချက်ချုပ်လိုက်ရတယ်ပေါ့နော် ဲ့တော့လေကျွန်မပြောချင်တာကအမျိုးသမီးတွေကလေအိမ်တွင်းအကျန်းဖတ်ကိုခံနေရတာလေတိတိတာတာရောမတိမတာရောအိမ်တွင်းကျန်းဖတ်ခံနေရတဲ့လူတွေအယမ်းများတယ်ဒါကလေမိန်းမတော်တော်များများတချို့တည်းလေကိုယ့်ယောက်ျားကိုကာကွယ်ပေးခြင်းနဲ့စိတ်နှောင့်တာလေကိုယ့်ကိုအဲ့လိုမျိုးရိုက်နှက်နေရင်တော့မှပဲကာကွယ်ပြီးတော့ပြောနေကြတာသိလားတချို့တည်းလေကိုယ်ထိလက်ရောက်မရိုက်နှက်ရင်တော့မှစိတ်ပိုင်းဆိုင်ရာမှာလေအကျန်းဖတ်နေတဲ့အဲယောက်ျားတွေအယမ်းများတယ် ကျမယောက်ျားတိုင်းကိုမပြောဘူးเนาะဒါပေမဲ့အဲ့လိုမျိုးအကျန်းဖတ်တတ်တဲ့ယောက်ျားတွေကိုကျမပြောနေတာအခုဆိုရင်ဒီလိုမိန်းမတွေကိုအဲ့လိုအိမ်တွင်းအကျန်းဖတ်နေတဲ့ဟာတွေကိုလေတိတိယောက်ျားကာကွယ်ပေးတဲ့အဖွဲ့အစည်းတွေလေတကယ်ကိုလိုအပ်တယ်သီလားဒါပေမဲ့အခုဆိုရင်အိမ်တော်သက်တွေလည်းအယမ်းကြနေပြီဒီမိန်းမတယောက်ကိုအမြဲတမ်းရိုက်နှက်နေတယ်သူမကွာနိုင်ဘူးသူဒီမိန်းမကိုဟိုမပြတ်နိုင်ဘူးဆိုရင်ဘာဖြစ်လို့ရိုက်နှက်နေတာလဲအခုဆိုရင်သူကတွေထွက်ဆိုတာဘယ်လိုထွက်ဆိုလဲဆိုတော့ပေး သေးအောင်လို့ကို तू တတ်တာတဲ့အဓိကက तू မသေးသွားဘူးပေါ့ကွာအမျိုးသမီးကစိတ်ဝင်မှာအခုလက်ရှိရလေ तू ကတော့ဖန်ခံနေတာသေးအောင်ထိတတ်တာဒါမဲ့မသေးသေးဘူးမသေးဘူးဖြစ်နေရပါတော့အဲ့လိုဖြစ်တာအဲ့တော့လေ तू ကငကိုတော့ဟိုဟိုးနကိုကအရက်ကြောင်ခဲ့ဘူးတဲ့စေုံတက်ပြီးရဲ့လက်မှတ်ရှိတယ်ဒီလက်မှတ်နဲ့ပေါ့နော်သူကဒါကိုအခုချိန်မှာအရက်ကြောင်လို့လောက်တာပါဆိုအမှန်တကယ်ဆိုရင် तू အခုလက်ရှိဖြစ်တဲ့အချိန်မှာဒီအရက်ကြောင်နဲ့ပြဿနာဘာမှလက္ခဏာမရှိထားဘူး ဖြစ်ခဲ့တာလေအရက်ကြောင်ခဲ့တာလေဟိုးပဝေတဏီကငိုတော့ကတက်ခဲ့တဲ့စေးုံတက်ခဲ့ဘူးတာသူကဒါကိုအကြောင်းပြပြီးအမှုပေါ်ရအောင်လုပ်နေတယ်ပေါ့နော်ဒါပေမဲ့လည်းကျမပြောပြတာကလေအမျိုးသမီးတယောက်ကနှစ်ရှည်လာများလဲအကြမ်းဖက်ခံနေရတယ်အခုလည်းသူကနှုတ်ကနေပြီးတော့သေအောင်လို့တောင်တတ်ပါတယ်လို့ထွက်ဆိုထားရတယ်ကွာထွက်ဆိုတယ်ဒါကိုထပ်ပြီးတော့အမှုအောင်ပေါ်ရအောင်လို့သူတို့ကဘာတော့ထက်လုံနေရလဲပြီးတော့လည်းအမျိုးသားတွေဘာကြောင့်မိန်းမတွေကိုအကြမ်းဖက်နေတာလဲဘလို့မှစဉ်းစားလို့မရအောင်လက်မလုံးသင့်ဘူးတော်တော် ဒါကတော့နောက်ဖြစ်တော့ကချစ်ချီနူတတိတူးထားတဲ့အထောက်ထားလေးအဲ့ဒါလေးကိုကြီးစားနေပြတ်သွားတဲ့အခါကျတော့မှအဲ့ဒါလေးကိုပြပြီးတော့ငွေညစ်တဲ့ကောင်စင်ကာပူမှာလေနော်မြန်မာကောင်ပဲနော်ညစ်တဲ့ညစ်ခံရတဲ့ကောင်မှာလေးကလည်းမြန်မာကောင်မှာလေးပဲအဲ့ဒီတော့အဲ့လိုမျိုးပြဿနာတွေရင်ဆိုင်ရပြီဆိုလို့ရှိရင်စဆုမပူလို့အနေနဲ့ဘယ်လိုမျိုးဖြေရှင်းရမလဲ ဘယ်အချက်တွေကိုသိထားမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြသွားပေးမယ်သူတို့ဇက်ကြောင်းနဲ့ထောက်ရှုပြီးတော့လုံးဝတကယ်ကိုမှဖြည့်ရက်မှန်ညစ်ခံရတဲ့သူကိုယ်တိုင်တို့စီမှာလာပြီးတော့ပြောပြအထောက်ထားတွေလည်းအကုန်ဆုံးရှိပြီးသားနော်အဲ့ဒီတော့အဲ့ဒါမျိုးတွေကိုဘလို့ကြိုက်တွယ်ဖြည့်ရှင်းမလဲဆိုတော့ဆဆုမပူတို့တိစိန်ခြင်းလို့လာဆဆုမပူတို့စိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့နော်အဲ့ဒီရဲ့ဇာတ်ကြောင်းကိုစပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကောင်မလေးက နေရနေပြီးတော့တက်လာတဲ့စင်ကာပူเนาะရှင်တို့ပြောတဲ့လေတံနဲ့ပဲပြောလိုက်မယ်အဲ့ဒီလိုတက်လာပြီးတဲ့ခါကျတော့သူ့ရဲ့ပိတ်ရက်ကဂျားရက်ဖြစ်နေတယ်စနေတနင်္ဂနွေပိတ်တာတွေလည်းမဟုတ်ဘူးအဲ့တော့သူလည်းဟိုဘူးမသိဘာမသိနဲ့ဆိုပြီးတဲ့ခါကျအဲ့လိုမျိုးပြောရင်းပြောရင်းနဲ့လည်း online ကနေပြီးတော့ရီးစားရသွားတယ်ပထမတစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ရှင်တို့ lonely ဖြစ်တယ်ဆိုတိုင်းတွေ့ကြရရောက်ကြအောင်ရီးစားထားလို့မရဘူးဒီအချက်ကိုပထမဆုံးမှာခြင်းနဲ့เนาะဆဆူမပူတို့ အဲ့တော့ရည်သားဘာသာဘာဝဖြစ်ပြတ်ကြတယ်နော်ဖြစ်ပြတ်ကြပြီးတဲ့အခါကျတော့တကူကူစီလိုက်တယ်ပေါ့အဲ့ဒါအောင်မှအားမရဘူးအဲ့ဒီကောင်ကစီးသားအဲ့လိုမျိုးမတွေ့ရတဲ့နေ့တွေမှာဆိုလို့ရှိရင်လေဟိုဟာပြဒီဟာပြဟိုလိုရေးဒီလိုရေးအဲ့လိုမျိုးနဲ့အထာတွေကိုသူ့လက်ထဲမှာရှိနေတာအဲ့လိုမျိုးတွေပြောခိုင်းအဲ့ဒါကိုကမ္မလေးကကြာတော့လေတီးမခံနိုင်တော့အဲ့လိုမျိုးတွေမလုံချင်ဘူးကြောက်လာတဲ့အခါကျတော့အဲ့ဒီကောင်ကိုဖျက်လိုက်တာ ဖျက်လိုက်တဲ့အခါကျတော့အဲ့ဒီကောင်ကသူ့မှာရည်ရွယ်ချက်ရှိပြီးသားနံပါတ်1အစကတည်းကနေရည်ရွယ်ချက်ရှိလို့သူဒီအဲ့လိုမျိုးတွေလှုပ်ထားတာလှုပ်ထားပြီးတဲ့အခါကျတော့နှမချင်းမစာနာတာကိုပြောတာနော်အဲ့တော့အဲ့ဒီရေပြခိုင်းထားတဲ့အထောက်ထားတွေပြပြပြခါစားနေနဲ့ငါနဲ့ဒီလိုနေထားတဲ့ဒီလိုမျိုးတွေပြောစာစုတ်ထားကြတဲ့ဟာတွေကိုနင့်မိပါတယ်နင့်ကိုယ်တွေစီကိုပြပြီးတော့ဆက်ဆက်ခွင့်မယ်အဲ့တော့မှမလုံးစိတ်ချင်မှုဆိုလို့ရှိရင်နင်ငါကို အခုထွက်တဲ့ iPhone 16ကိုဝယ်ပေးရမယ်အဲ့ဒီအတွက်ပတ်စံငွေညစ်တာကဲရှုံးပါတာเนาะအဲ့တော့ကောင်မလေးကလည်းကြောက်ပြီလေဘလို့ဖြည့်ရှင်းရမှာမလဲမသိဘူးမိဘမောင်နှမတွေရဲ့ဂုံတိတ်ခါကိုလည်းကြာစင်းစေမဲ့ဟာမျိုးဖြစ်နေတယ်ဖြစ်နေတဲ့အခါကျတော့အဲ့လိုမျိုးအခြေအနေနဲ့ကြုံလာရပြီဆိုလို့ရှိရင်နံပါတ်1ဒီမှာစပြောပြီเนาะတို့ပြောနေတဲ့အကြောင်းညာနံပါတ်1ကို့မှာတက်တည်အထောက်အထားအကုန်ရှိရမယ် ကိုနှစ်ယောက်ထဲပြောထားတဲ့အထောက်ထားတွေရှိချင်ရှိမရှိချင်လေဒီကောင်ဒီငွေညစ်တဲ့အထောက်ထားနင့်ကိုဒီဟာပြပြီးဒီလိုလောက်ပါမယ်ဆိုတဲ့အထောက်ထားစကားနဲ့ပဲပြောပါစေမက်ဆေ့နဲ့ပဲပြောပြောပါစေ voice message ပဲပြောပါစေအကုန်လုံးအထောက်ထားကိုစီမှာရှိကိုရှိရမယ်တတ်သိမရှိရင်တိုင်လို့မရအောင်နင့်ကိုဒီလိုဒီလိုတင်ပြီးဒီလိုဒီလိုဆောက်ရှက်ခွဲပါမယ်ဆိုတဲ့ဟာတွေလည်းရှိကိုရှိရမယ်တိုင်လို့မရအောင်အောင်တိုင်လို့မရှိလို့ရှိရင်တိုင်လို့မရဘူးအဲ့ဒါကိုပြောချင်တာနံပါတ်1အနေနဲ့ ကြပါလန်အားနဲ့သူ့ပါဇက်ပေါက်ပိတ်သွားအောင်ဆိုပြီးတော့နမနှစ်အနေနဲ့လွှဲပေးလိုက်မယ်ပတ်စံအောင်ဝယ်ပေးလိုက်မယ်အဲ့လိုမျိုးတွေမလုံးမိစေနဲ့ဒီဟာတစ်ခုတည်းနဲ့ပြီးသွားမှာမဟုတ်ဘူးဒီဟာကိုဒါသစားကံအဖြစ်ထားထားပြီးတော့အခုတခါ iPhone နောက်တခါ16ထွက်လာလဲ16ဝယ်ခိုင်းမယ်နောက်တခါအဝတ်အစားထွက်လာလဲအဝတ်အစားထွက်ရှင်တို့ဒီဟာပေါ်မှာနင်းပြီးတော့ရှင်အားနဲ့ချက်ပျောက်ွက်လို့နင်းပြီးတော့အကြိမ်ကြိမ်အလီလီလုံနေအောင်မှာ အဲ့တော့အခုပထမတစ်ချီဖြစ်ရတာ ਨੇ တဲ့ဘာမှမဝယ်ပေးနဲ့နော်မိဘမောင်နှမတွေကိုတိုင်ပြီးတော့ဘလို့ဆောက်ချက်ခွဲလိုက်မယ်ဘလို့ online ပေါ်မှာတိုင်ပြီးတော့ဘလို့လုံးလိုက်မယ်ဆိုလုံးချင်လုံးမလုံးချင်နေမိဘဟာကိုကနေပြီးတော့ကိုတကယ်မှားခဲ့တယ်ဒီအမှားကိုကိုကိုယ်တိုင်အရင်ဝန်ခံလိုက်သူများပြောမှသိတာချက်ကိုကိုယ်တိုင်အရင်ဝန်ခံပြီးတော့ကိုကိုယ်တိုင်သူတို့စီကနေပြီးတော့နားလည်မှုကိုယူလိုက်ရှင်တို့အဲ့လာကြမလို့ဒီလိုမျိုးအလုပ်တရားမလုပ်ခဲ့ ဘူးဆိုရင်တော့အကောင်ဆုံးပဲလောက်ခဲ့တယ်ဆိုလို့ရှိရင်လည်းနှစ်ဦးသဘောတူကျေနပ်လို့ဒီလိုမျိုးလောက်ခဲ့ကြတာဒီဟာမှကိုယ့်ရဲ့ပျော့ဘက်ကိုနင်းပြီးတော့အဆက်ခွဲမဲ့ဘာညာအဲ့လိုမျိုးယောက်ျားမဆန်အောက်တန်းစားလောက်ရက်ကိုလှုပ်လာတယ်ဆိုလို့ရှိရင်ရဲစခန်းအောင်သွားတိုင်လိုက်နော်အဲ့ဒီဟာလေငွေညှစ်ပြီဆိုလို့ရှိရင်ရဲစခန်းမှာရှင်ရတာအထောက်ထားနဲ့တိုင်လိုက်ငွေညှစ်တယ်နော်ရှင်ရဲ့တက်တဲ့အထောက်ထားနဲ့လှုပ်ပြီးရခါကျဒီကောင်ဒီကောင်မာလို့ပြနိုင်လိုက်တာ ਨੇ ထောင်နဲ့နှစ်နှစ်ကနေခုနှစ်နှစ်ထိကြတယ်စင်ကာပူမှာဟုတ်ကဲ့ပါမြို့လူကြီးမွေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်ဒီကောက်ချစ်ရောက်လာတဲ့အမျိုးသားတွေအကြောင်းကိုပြပြတော့တယ်ပဲဖြစ်ပါတယ်အရင်လက်ကြောက်စရာကောင်းနေပါတော့ဘုရားဖြစ်သူကိုဓမ္မနဲ့ခုတ်တက်တယ်ဆိုတဲ့အမျိုးသားကတော့တော်တော်လေးလေးရက်ဆက်လွန်းနေပါတော့ဒီလိုမျိုးအိမ်တွေအကြက်ဖက်မှုတွေပေါ်လာပြီဆိုတော့ တက်ဆိုင်ရကိုအမြန်ဆုံးတန်ရတဲ့နေပေါ့နော်ဒီလိုမျိုးငိမ့်ခတ်နေလို့ရှင်တော့ဒီလိုအဖြစ်ဖြစ်နေတဲ့ကြုံရတတ်တယ်ရှင်အပတ်ဆုံးကဘီလိုလေးဆိုလို့ရှင်လက်ဒီအမျိုးသားကပေါ့နော် iPhone 16လိုချင်လို့သူ့ရဲ့ချစ်သူကမလေးနဲ့အတူနေခဲ့တဲ့ HD တွေကိုမိဘတွေကိုပြန်လည်ပြမယ်ဆိုပြီးတော့ချိန်ချလာတာအရင်လည်းချောက်ဆရာကောင်းနေရှိအမျိုးသမီးတွေလည်းအနေတိုင်းစင်ကျင်ပြီးတော့ green site တင်နေရှင်ဒါလေးကတော့သင်္ကန်းစာယူဆရာပေါ့နော်ကြည့်တယ်အမျိုးတွေလက်ကိုတတတင်္ကန်းစာယူလို့ရအောင်ပြန်လည်မြောက်လည်းရှင်မဖြစ်ပါလေမိုးဝဲဘီလိုလေးကိုအစောလေးလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီဘီလိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအမြင်လေးတွေကိုလည်းဘီလိုလေးအမ comment လေးရေးခဲ့ပြီးတော့ရပါရှင်မိုးဝဲ channel လေးကိုလည်း like subscribe နဲ့တပ်ပြီးပို တော့ဆိုပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တတ